မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းတောင်တွင်းကြီးမြို့တဲလမ်းမိုက်မှာတပ်ပြောင်းရွှေရန်ရောက်ရှိနေတဲ့ဘိုးကြီးနိုင်သူရကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေလက်နောက်ကိုလူယူရန်စ조사တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇူလိုင်လ22ရက်နေ့မနက်10:00နာရီကအချိန်မှာတောင်တွင်းကြီးမြို့တဲ့လမ်းမိုက်တနေရာမှာ ဘေးတနုပ်ပြည်သူ့ကာကွယ်တပ်မတော်တောင်တွင်းကြီးတပ်ဖွဲ့ကအိမ်စည်းကားဒစည်းကိုရှောင်းတခင်စစ်ဆေးခဲ့ရာအကြမ်းဖက်စစ်ခွေးဘက်ကဗိုလ်ကြီးနိုင်သူရကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးရမိပြီးတဲ့နောက်စစ်ဆေးမှုများကိုပြုလုပ်နေတဲ့အချိန်ဗိုလ်ကြီးနိုင်သူရဟာတစ်တုံကြတစ်ရက်နေကြားဆောင်တက်မြောက်ရီကခလာရ29မြေကြီးနားကိုပြောင်းရွှေ့ရမယ်အရာရှိဖြစ်ပြီးတော့မန္တလေးကနေမြေကြီးနားကိုလေရင်နဲ့သွားမှဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်ထပ်မံပြီးတော့စစ်ဆေးမှုများကိုပြုလုပ်ရန်စခန်းကိုဖမ်းဆီးလာခဲ့တယ်လို့သိရပါတယ်။ တတိနောက်ဘိုကြီးနိုင်သူရကပေးပေါက်မယ်ဆိုပြီးတော့ထိတ်တုံးကနေဖြုတ်ပြီးလိုက်ပို့ပေးနေတဲ့အချိန်ဗိတနိုးတက်ရင်ကရဲဘော်ကိုဇရွေးနဲ့ထွေးပြီးတော့တပ်ပလိုက်ဟုဆိုကနဗန်းလုံးပြီးလက်နက်ကိုလူယူခဲ့ခြင်းကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်တေဆုံးသွားတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာလူသားအရင်းမြစ်အယမ်းဆုံးရှုံးနေလို့မတည်တဲ့လို့အရှင်ဖမ်းဆီးလာခဲ့ပေမဲ့ဝမ်းနေစွာနဲ့ပဲရှင်းလင်းလိုက်ရပါတယ်လုံခြုံရေးတာဝန်ကြတဲ့ရဲဘော်ကိုသူကတေးပေါက်ခြင်းနဲ့ပြောလို့တရင်လာဖို့တော့လိုက်ပို့ခိုင်းလိုက်ပါတယ်ဒါပေမဲ့ လက်ထိတ်ခက်လျက်ကြီးနဲ့ကိုသရင်းနဲ့ထွေးပြီးတတ်ချင်တတ်လိုက်လို့ပြောပြီးနဗန်းဝင်လုံးတယ်ဗျာလက်နဲ့လှူတာပေါ့အဲ့ဒါကြောင့်သူ့ကိုပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတေဆုံးသွားပါတယ်လို့ဘေးတနုပ်ပြည်သူ့ကာကွယ်တပ်တောင်တွင်းကြီးတပ်ရင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်ခွေးတပ်ဘက်ကအရာရှိအရာခံများအနေနဲ့တော်လိုင်းတပ်ဖွဲ့များထံမှဖမ်းဆီးခံရပါကပြန်လဲခုခံရမပြုတ်ရန်သတိပေးလို့ပြီးတော့ဘေးတနုပ်ပြည်သူ့ကာကွယ်တပ်တောင်တွင်းကြီးတပ်ရင်းက ဖန်စီခံတုံမန်းများကိုအသက်အန္တရာယ်လုံးဝမထိခိုက်စေရန်တာဝန်ယူပေးမှာဖြစ်တယ်လို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားတဲ့စစ်တုံမန်းဥပဒေနဲ့အညီအပြည့်အဝလိုက်နာပြီးတော့တာဝန်ယူကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့အတိအပြီးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မော်လမြိုင်လမ်းပိုင်းတဲဖြူချောင်းတံတားမှာရှိတဲ့ရဲကင်းဘန်ကားကို အာဂါမင်းခီးတဲ့တင် express ကားကဝင်တိုက်ခဲ့ရာရဲတအုပ်တေဆုံးပြီးတော့ရဲနှအုပ်အပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ27ရက်နေ့မွန်လွဲတနိုင်ခွဲအချိန်ကမှာတိုက်ထုံမြို့နယ်ကအထွတ်ရန်ကုန်မော်လမြိုင်ကားလန်တဲဖြူချောင်းတရားမှာရှိတဲ့ရဲကင်းဘန်ကားကိုခီးတဲ့နဲ့ကုန်ပစ္စည်းများတင်ဆောင်လာတဲ့အာကာမင်းခီးတဲ့တင်ကားကဘရိတ်ပေါက်ပြီးတော့ဝင်တိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်တိုက်လိုက်တဲ့အချိန်မှာရဲကင်းမှာတာဝန်ချနေတဲ့ရဲတအုပ်တေဆုံးက ရဲနှအုပ်အပြင်းထန်ဒဏ်ရရှိသွားတယ်လို့သိရပါတယ်ကားတိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကြိုက်ထုံမြို့ကနေထွက်လာတဲ့အရေးပေါ်ကား၅စီးကကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ကြိုက်ထုံမြို့နယ်ကအထက်တဲဖြူချောင်းဒရာဂိတ်စခန်းကိုမှန်လုံး express ကားကဘရိတ်ပေါက်ပြီးတော့ဝင်တိုက်တာမှာဂိတ်မှာတာဝန်ကျနေတဲ့ရဲခွေးတစ်ကောင်အသေးပြောက်ရှိပါတယ် မှန်လုံ express ကားပေါ်ကခီးတယ်တွေကတော့ဘေးကင်းပါတယ်လို့ရဲသတင်းအရင်းမြစ်ကပြောပြထားပါတယ်။အဲ့ဒီရင်းတိုင်းမှုဖြစ်ပွားပြီးတဲ့နောက်ခီးတယ်တင်ရင်မောင်းဟာလဲထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။သေသွားတဲ့ရဲမသားအလောင်းနဲ့ဒဏ်ရာရရှိတဲ့ရဲတွေကိုကြိုက်ထုံမျိုးဈေးုံကြီးမှာဈေးကူတောင်းမှုခံယူနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပေးချင်း ARD မြေကျောင်းအတွင်းမှာဖြတ်တန်းနေတဲ့စစ်သည်မောင်းဆက်နှက်စည်းကလက်နက်ကြီးများနဲ့ပြစ်ခတ်နေတဲ့အတွာမြေကမ်းဘေးကရွာများကပြည်သူများဟာရှောင်တိန်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ22ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်မှာမန္တလေးတိုင်းတပေးချင်းမြို့နယ်ကြောက်ဖြာရွာအနီးကနေထွက်လာတဲ့ အကြမ်းဖက်စစ်ခွေးတိုက်ရဲစစ်သည်မောဆက်နက်စည်းက ARD မြေကြောင်းအတိုင်းအထက်ကိုဆန်တက်နေပြီးတော့မြေကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကိုစစ်သည်မောတွေဘောကနေလက်နဲ့ကြီးများနဲ့ရန်တမ်းပစ်ခတ်နေကြောင်းကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်စစ်သည်မောတွေကမြေကြောင်းတောက်လျှောက်ကိုကတ်တာအကုန်ရှောင်နေရပါတယ် င်မောထွက်တာနဲ့တအားကိုပြစ်တာပဲဇင်းချောင်းကြော်ပြီလို့တော့သိထားရတယ်အထီးကရှိမရှိကတော့မသိရသေးဘူးမနာရန်ကိုပြစ်နေတာလို့ကျွန်းလာတက်ကြွနှုတ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်လက်ရှိမှာ AR မြေချောင်းအတိုင်းတပိတ်ချင်းမြို့နယ်အတွင်းကနေပြီးတော့ဖြတ်တန်းနေတဲ့စစ်သင်မောအုပ်စုကအင်းတော်နေတဲ့ကိုဝင်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒီကနေ့မနက်ပိုင်းမှာမန္တလေးမြို့ကစစ်သင်္ဘော6စီးပါတဲ့တိုက်ခိုက်ရေးရင်အုပ်စုတစ်ခုဟာလေ AR မြေကြောင်းအတိုင်းထပ်မှန်ပြီးတော့စံတက်လာတယ်လို့ဒေသကင်းထောက်သတင်းရေးမြစ်များကပြောဆိုထားပါတယ်။ ရှေ့ကထွက်သွားတဲ့စစ်သည်မောအုပ်စုရော အခုမန္တလေးကနေထွက်လာတဲ့စစ်သည်မော အုပ်စုရောဆိုရင်စစ်သည်မောအုပ်စုစုစုပေါင်းနှစ်ခုတပြိုင်တည်းထွက်လာတာပါမြေကမ်းဘေးကကြေးရွာတွေပို့ပြီးတော့သတိထားရပါမယ်ရှေ့ကစစ်သည်မောအုပ်စုဖြတ်သွားပြီးပြီဆိုပြီးတော့မပေါ့တင်ပါဘူးနောက်ထပ်စစ်သည်မောအုပ်စုကလည်းနောက်ကနေထတ်တက်လာနေတယ်လို့မန္တလေးအခြေစားကင်းထောက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ် အချမ်းပါစစ်ခွေးတိုက်ရဲ့ AR မြေချောင်းအထက်ကိုစံတက်လာနေတဲ့စစ်သည်မောများကိုတိုက်လေရင်များရဟရင်များနဲ့ကောင်းကင်ကနေလုံခြုံရေးယူပြီးတော့လိုက်ပါပေးနေတယ်လို့သိရပြီးတော့လေချောင်းကနေဘုံကျဲတိုက်ခတ်မှုများကိုလည်းလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ22ရက်နေ့မှာတရချောင်းမြို့နယ်ဟိန်နူချောင်းအနီးမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ရင်းစနစ်နဲ့အကြမ်းဖက်စစ်ခွေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အာနာသိန်းအကြမ်းဖက်စစ်ခွေးတပ်ရဲ့မြစ်တာစခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ်စစ်ခွေးများပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာပြည်သူပိုင်ကားတစ်စီးကိုထိမှန်ခဲ့ပြီးတော့ရင်မောင်းဖြစ်သူထီခီဒေတာကန်အသက်39နှစ်အရွယ်ဥယျာဉ်နိုင်နဲ့အမျိုးသမီးတအူစုစုပေါင်းပြည်သူ၂ဦးပွဲချင်းပြီးတိတ်ဆုံးကခီးသွွားပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ကတရားချောင်းမြို့နယ်မှာစစ်ကြောင်းထုတ်မှုများရှိနေပြီးတော့တော်လိုင်းရဲတပ်များနဲ့စစ်ရေးတင်းမာနေတယ်လို့ဒေတာစစ်ရေးသတင်းရင်းမြစ်နဲ့ဒေတာကန်ပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကြောက်ပြောက်ကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲခဲ့တဲ့အတွာတန်ဃာတော်တပားအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနေ့တန်တားရီဝင်းချိန်အချိန်မှာစစ်ကောင်စီက Jet Fighter နဲ့ကြောက်ပြောက်ကြီးရွာကိုဘုံနှလုံးကျဲချခဲ့တဲ့အတွာဖုန်ကြီးចောင်းဆောင်များလည်းပျက်စီးသွားတယ်လို့သိရပါဗျ။ဒဏ်ရာရရှိသွားတဲ့ဆရာတော်ဟာကြောက်ပြောက်ကြီးရွာကိုအလဲရောက်ရှိနေတဲ့ဇိုင်းချောင်းကြီးရွာကចောင်းတိုင်ဆရာတော်ဖြစ်ပြီးတော့ဆရာတော်ရဲ့ဘွဲ့အမိဟာ အရှင်အာစိန်နဖြစ်ပြီးတော့တတ်တော်63နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်ဆရာတော်ရဲ့ဒဏ်ရာဟာပြင်းထန်ပြီးတော့အသက်အန္တရာယ်ဆိုးရင်ရတယ်လို့ပြောပါတယ်အလားတူပဲဇော်လိုက်လ18ရက်နေ့မနက်7:00နာရီကျော်အချိန်ကလည်းရသေးတောင်မြို့နယ်ဇေဒီပြင်ကြီးပါကိုစစ်ခွေးတပ်က drone နဲ့လာရောက်ပြီးတော့ဘုံကျဲခဲ့ပြီးဘုံဟာရွာပြင်မှာရှိတဲ့အဆောက်အဦတစ်ခုဘောကိုကျရောက်ပောက်ကွဲပြီးလူအထိကိုက်တော့မရှိဘူးလို့ပြောပါတယ် ကြောက်ဖြူမြို့နယ်မှာစစ်ခွေးတပ်နဲ့အရခတပ်တော် AA တို့ဟာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီးတော့အပြန်အလှန်ပြစ်ခတ်မှုများနဲ့စစ်ရေးများတင်းမာနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်ကကြေးရွာနဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးနေရာများလက်နက်ကင်ပြူစောထိခေါင်းဆောင်နေရာများမှာစစ်တပ်ထောက်ခံသူဘောမာများကြံ့ဖို့ပါတီဝင်များနဲ့အစာထိုးခန့်အပ်ပေးရန်စစ်ခွေးတပ်ကညွှန်ကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု2025ခုနှစ်ဇွန်လအတွင်း နိုင်ငံတော်မှာရှိတဲ့ရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှူးနေရာများမှာရခင်က NLD အစိုးရလက်ထက်ကတာဝန်ထမ်းဆောင်ခဲ့သူများဆက်လက်ပြီးတော့တည်ရှိနေပါကမဖြစ်မနေလဲလှည့်ထားရန်ရက်ကြေးအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်များကိုတက်မတော်ထောက်ခံသူများဘောမများသို့မဟုတ်စံဖို့ပါတီဝင်များနဲ့အစားထိုးခန့်အပ်ရန်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကညွှန်ကြားလာတယ်လို့သိရပါတယ်အရင် NLD အစိုးရလက်ထက်ကအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်တွေဆက်ရှိနေသေးရင်မဖြစ်မနေအစားထိုးဖို့တပ်ဆိုင်ရာခရိုင်တွေမှာအစည်းအဝေးတွေခေါ်ပြောတာတွေရှိနေပါတယ်။ရက်ကြီးမှာ ြည်ခိုင်ဖြိုးနဲ့တက်မတော်ထောက်ခံတဲ့ဘောမာတွေကအုတ်ချုပ်ရေးမှုနေရာတွေကိုအဆိုပြုလာရင်ချက်ချင်းစီစစ်ပြီးတော့ခရိုင်နဲ့မြို့နယ်ကချက်ချင်းခန့်အပ်ခွင့်ပေးဖို့စာထွက်တာမျိုးမဟုတ်ဘူးနှုတ်မိတ်နဲ့ပြောလို့ရတယ်လို့နေပြည်တော်ပြည်ထရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင်နေမြေတီငိမ့်အေဂျင့်ရဲ့အတွာစစ်ကောင်စီကဖွဲ့စည်းထားတဲ့လက်နက်ကိုင်ပြည်သူစစ်ခေါ်ပြူစောတိအဖွဲ့များပြည်သူလုံခြုံရေးအဖွဲ့များမှလည်း ခေါင်းဆောင်လိုမျိုးအရေးကြီးတဲ့ဆုံးဖြတ်ရမယ့်နေရာတွေကိုတက်မတော်ထောက်ခံတဲ့ဘောမများစက်ဖို့ပါတီဝင်များနဲ့သာအစားထိုးနိုင်ရေးအတွက်မြို့နယ်ထွေးအုပ်များကကုညီဆောင်ရွက်ပေးရန်လဲညွှန်ကြားထားပါတယ်။ရက်ကျေးအုပ်ချုပ်ရေးမှုနေရာအပြောင်းလဲလုပ်တာကပုံမှန်လုံရိုးလုံစင်သဘောဖြစ်ပေမဲ့ပြည်သူစစ်နဲ့ပြည်သူလုံခြုံရေးအဖွဲ့ခေါင်းဆောင်နေရာတွေမှာတက်မတော်အမာခံပြည်ခိုင်ဖြိုးစက်ဖို့ပါတီဝင်တွေနဲ့မဖြစ်မနေအပြောင်းလဲလုပ်ဖို့ဒါကိုတက်ဆိုင်ရာရက်ကျေးမြို့နယ်ထွေးအုပ်တွေကကုညီလှုပ်ဆောင်ပေးဖို့ဆိုတာကတော့ရွေးကောက်ပွဲအတွက်ရည်ရွယ်တာဖြစ်ဖို့များတယ်လို့ နေပြည်တော်ပြည်ထရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ကြက်ဖို့ပါတီကလည်းလာမယ့်ရွေးကောက်ပွဲမှာမဲဆွယ်စည်းရုံးခြင်းပါတီလှုပ်ရှားမှုများမှာစစ်ကောင်စီကဖွဲ့စည်းထားတဲ့နယ်မြေကန်ပြူစောထေးများအောက်တန်းစားပြည်သူလုံခြုံရေးအဖွဲ့များအပါအဝင် လုံခြုံရေးအဖွဲ့စည်းများနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်သွားရန်မူဝါဒချမှတ်ထားတယ်လို့ကြက်ဖို့ဥက္ကဋ္ဌဖာကောင်းခင်ကြီးကထုတ်ဖော်ပြောဆိုထားပါတယ်။အချမ်းဘတ်စစ်ခွေးတက်ကအခုနှစ်ကုံပိုင်းမှာကျင်းပရန်ရှိနေတဲ့ရွေးကောက်ပွဲမှာမဲယုံများရဲ့လုံခြုံရေးကိုယ်စားလှယ်လောင်းများရဲ့လုံခြုံရေးအတွက် နယ်မြေခံအောက်တန်းစားပြူစောထီးများနဲ့ပြည်သူလုံခြုံရေးအဖွဲ့များကိုအ धिक အသုံးပြုမှာဖြစ်ပြီးတော့အဲ့ဒီအောက်တန်းစားအဖွဲ့များကိုလက်နက်များပုံမှုပြီးတော့တတ်ဆင်သွားရန်ရှိနေတယ်လို့သိရကြောင်းနေပြည်တော်ပြည်ထရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ